သတင်းအကြောင်းပြငွေကြေးတောင်းခံတဲ့သတင်းတောက်တွေကိုပြည်သူတွေကသတင်းမီဒီယာသမားတွေကပါဥပိ္ပခပြုဖို့လိုတယ်လို့မြန်မာသတင်း journalist ကိုရက်ကပြောပါတယ်အောင်ဆန်းဦးသတင်းပေးပို့ထားတာပါရှင်မြန်မာ journalist ကိုရက်ရုံးကမှာသတင်းသာရှင်းလင်းပွဲပြုလုပ်ဖို့အတွက်ငွေကြေးပေးရတယ်လို့သတင်းတွေထွက်ပေါ်နေတဲ့ပေါ်မြန်မာ journalist ကိုရက်ရုံးကဒီဇင်ဘာ23ရက်နေ့မှာသတင်းသာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်နိုင်ငံရေးကျင်းသားဟောင်းတအူးကမြန်မာ journalist ကိုရက်ရုံးကိုအုံချပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်လို့တဲ့ဦးကျော်မင်းထံငွေ3သိန်းလိမ်လည်ရယူခဲ့ရကအခုလိုသတင်းစာရှင်းလင်းပွဲပြုလုပ်ရတာဖြစ်တယ်လို့မြန်မာ Channel ကွန်ရက်အတာဝန်ရှိသူတွေကဆိုပါတယ်။ဒါပြင်သတင်းကိုအကြောင်းပြပြီးငွေကြေးတောင်းခံတဲ့သတင်းတော့တွေကို ပြည်သူတွေအနေနဲ့သတင်းမီဒီယာအဖွဲ့အစည်းတွေကိုတိုင်ကြားဖို့လိုသလိုလူအတိုင်းဝိုင်းကနေလည်းဥပိ္ပခပြုဖို့လိုတယ်လို့မြန်မာ Channel ကွန်ရက်အထွေထွေတွင်းရေးမှုကပြောပါတယ်။ဒေသဆရာတွေအနေနဲ့ကျင့်ဝတ်ဖောက်ဖျက်ပြီးတော့မှသတင်းပါဖို့ငွေကြေးပေးရတယ်၊တစုံတရာပေးရတယ်ဆိုတဲ့အမှုခင်မျိုးရှိတယ်ဆိုလို့ရှိရင်ပြည်သူအများကလည်းသူတို့ကိုမပေးဘဲနဲ့ကျွန်တော်တို့အသိပေးခြင်းအားဖြင့်ကူညီပါလို့ကျွန်တော်ဒီကနေတည်ထဲစကားပါချင်တာပါပဲ။အဲတော့ကျွန်တော်တို့ဒီမြန်မာ Channel ကွန်ရက်ကလည်းအဲဒီပြည်သူနေလာခဲတဲ့ဘယ်သူမှမစုံလက်ဖွင့်ထားပါတယ်အခမဲ့လာပြီးတော့ရှင်းလို့ရပါဆိုပြောချင်ပါတယ်။ နိုင်ငံရေးကျင်းသားဟောင်းတဦးအပေါ်ပုံကိုရေးခင်မင်မှုရအကူအညီပေးလိုက်မိတဲ့အတွက်မြန်မာသတင်းမီဒီယာလောကရဲ့ဂုဏ်သိက္ခာကိုထိခိုက်ခဲ့ရတာဖြစ်တယ်လို့ငွေကြေးလိမ်လည်မှုဖြစ်စဉ်မှာပါဝင်ခဲ့တယ်လို့စွပ်စွဲခံရသူသတင်းတော့ကိုချစ်ကိုကိုကပြောပါတယ်ကျွန်တော်ဆိုသိက္ခာကြားရတယ်ဗျာအနေနဲ့ကိုကရိုးသားဆိုတာကူညီလိုက်တဲ့ဥစ္စာ အဲ့အိမ်မှာတော့ပေးပေးပြီးယူပြီးတာကြမှာပြီးမှမလုံးရတဲ့အနေထားမှာကိုကတော့ရှင်းရှင်းလေးပဲကြားမှလည်းမြူသူနဲ့တွေ့တာနဲ့နှစ်ခါပဲတွေ့ရမြန်မာ channel လေးကွန်ရက်ရုံးဟာသတင်းမီဒီယာနဲ့သက်ဆိုင်တဲ့ကိစ္စတွေအပြင်အများပြည်သူနဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေကိုငွေကြေးတစ်စုံတရာမယူပဲသတင်းစာရှင်းလင်းပွဲကျင်းပခွင့်ပြုထားတာဖြစ်ပါတယ်သတင်းစာရှင်းလင်းပွဲပြုလုပ်သူတွေအနေနဲ့မြန်မာ channel လေးကွန်ရက်ရုံးကတတ်မှတ်ထားတဲ့စီကံချက်တွေကိုတော့လိုက်နာရမှာဖြစ်တယ်လို့ပြောပါတယ်ကျွန်တော်ကတော့အောင်ဆန်းပါဆက်ဆက်ပြီးရ